ဒီလဲမိုးရိုတာအခြေအနေတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမိုးတုံလေအကောင်နေပါတယ်။ဒီကနေ့မိုးတက်ချိန်ဒီခမှန်းချက်အနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြမိုးထစ်ချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ် ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရွာရံရနှုတ်ပြေဖြစ်ပါတယ်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိုင်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုထားပါတယ်။မြန်မာပင်လယ်ပြင်ခြေနေကတော့မြန်မာကယိုရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံကမိုးသက်လေပြင်းများကြာရောက်ပြီးဆိုင်ချီပါပဲမိုးသက်လေပြင်းကြာစဉ်မြေပြင်ရေပြင်လေဟာတနအိုင်လ35မိုင်အထိတိုက်ခတ်နိုင်ပါတယ် လိုင်းမြေမှာမြမကန်ရိုရန်တရှောင်းနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာ9ဘီမှ13ဘီခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန့်ချက်အနေနဲ့ကတော့မုတ်တုံလေအားအသင့်တင်ရှိပါမယ်။နေပြောနဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မွန်းတက်ချိန်ထိခမန့်ချက်အနေနဲ့ကတော့မိုးအသင့်တင်ထချုံရွာပါမယ်။ရွာရန်ရာနောက်ပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မွန်းတက်ချိန်ထိခမန့်ချက်အနေနဲ့ကလည်းမိုးအသင့်တင်ထချုံရွာပါမယ်။ရွာရန်ရာနောက်ပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်အနီးတစ်ဝိုက်တွင်ဒီကနေ့မိုးတက်ချိန်ထိခန့်မှန်းချက်အနေနဲ့ကတော့မိုးတစ်ချိန်နှစ်ချိန်ထိချုံရွာပါမယ်ရွာရန်ရာနှုတ်ပြဖြစ်ပါတယ်ခင်ဗျာ